ောကရဲအကြောင်းတရားကိုကြည်ကြည်ပြန့်ပြန့်လေးရှာကြည့်မယ်ပေါ့နော်မြတ်စွာဘုရားရှာဖွေပြခဲ့တာလေးကိုဘုံဘုံတို့နော်မှတ်သားကြည့်ကြမယ်ပေါ့အဲ့ဒါဘုံဘုံဘယ်တုတ်တံကိုခြေခံပြီးတော့ပြောကျင်တော့ဆိုတော့ပိယဇာတိကတုတ်တံဆိုတာရှိတယ်အဲ့ဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောမယ်နော်တခါမှမြတ်စွာဘုရားတာဝိတိမျိုးဇေတွန်းအကြောင်းမှသတင်းသုံးတော့မြတ်စွာဘုရားဒီကိုတခါတစ်ယောက်ကနော်မယောင်မလဲနဲ့ရောက်လာမျက်နာလည်းမသားမယားနဲ့နော် အဲ့လိုညှို့ညွငယ်ငယ်နဲ့မသားမယာနဲ့ရောက်လာတာမြတ်စွာဘုရားတနာကျင်တာတော့မျိုးမေးတာပေါ့လူဖြစ်လာတာတော့မျက်နှာလည်းမသားမယာနဲ့ပေါ့နော်အဲ့တော့အဲ့ဒီတခါကြီးကဘာပြောဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရဲ့နော်တူရီတော်တာလီဆုံးသွားလို့အဲ့ဒါတပည့်တော်မှာနေ့စဉ်နဲ့အမျှနော်ငိုကြွေးရင်းနဲ့ပဲအချိန်ကုန်နေရတယ်ဆင်းရဲပင်ပန်းမှုနဲ့ပဲအချိန်ကုန်နေရတယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားကဧဝမေတံဂါဟပတိဧဝမေတံဂါဟပတိရ နော်တခါကြီးဒါဒီတိုင်းပဲဒါဒီတိုင်းပဲတဲ့စကားကိုနှစ်ခွန်းထပ်ပြောတယ်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့ပိယဇာတိကာဟိဂာပတိတောကပတိဒေဝဒုက္ခဒေါမနတုပါယတာပိယပပဝိကာတခါကြီးတဲ့တောကပတိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတယ်နော်ဆိုရင်ချင်းကိုကြွေချင်းကိုဆင်းရဲချင်းစိတ်ဆင်းရဲချင်းပြင်းစွာပင်ပန်းချင်းဆိုတယ်ဒီတရားတွေဟာပိယဇာတိကာချစ်ချင်းလျင် အမွန်အစားရှိတယ် ပြရပပဝိကနော်ချစ်ချင်းကိုအကြောင်းပြုပြီးတော့ဖြစ်ကြလာအချစ်ချင်းကိုအကြောင်းပြုပြီးတော့တောကပတိတွေဝဒုက္ခဒေါမနတဥပါယတာတရားတွေဆိုတာဖြစ်လာတာတဲ့အဲ့ဒီလိုမျိုးမြတ်စွာဘုရားပြောလိုက်တော့တခါကြီးကလက်တွေ့သူ့စိတ်ထဲမှာနော်နားလည်မယ်ဆိုရင်လွယ်လွယ်ကူကူနားလည်လို့ရတဲ့အကြောင်းအရာပင်ဖြစ်တော်လဲပဲနော်ဉာဏ်ပညာကအလွန်ကိုနဲတဲ့အတွက်ကြောင့်အဲ့ဒီအမှန်တရားကြီးကိုသူနားမလည်နိုင်ဘူးတကယ်ဆိုရင်သူချစ်တဲ့သားဆုံးလို့သူ့မှာဒုက္ခရောက်နေတာ ချက်ချင်းကြောင့်ဒုက္ခဖြစ်ရတယ်ဆိုတဲ့စကားကိုသူသာပုံမှန်ဉာဏ်ရှိမယ်ဆိုရင်လွယ်လွယ်ကူကူလက်ခံနိုင်တယ်ပေါ့သို့တော့သူ့မှာအဲ့ဒီဉာဏ်မရှိဘူးသူ့ရဲ့အတွေ့အမှားနေတယ်သူကဘလို့တွေးတုံဆိုတော့ချက်ချင်းကြောင့်ဆင်းရဲတယ်ဆိုတာဖြစ်နိုင်မှာဘူးပျက်စီးလို့သာဆင်းရဲသွားတာပေါ့သူဆက်ပြီးတော့မစဉ်းစားမိတာကပျက်စီးတိုင်းဆင်းရဲသလားဘေးမှာပျက်စီးနေတာအပုံကြီးပဲကိုနဲ့မဆိုင်တော့သူ့ပြက်နေတာပဲကိုစိတ်ထဲဆင်းရဲမှုလားကိုမလားဟုတ်လား ျက်စီးလို့ငိုကြွေးငိုကြွေးရတဲ့တန်းဆိုလို့ရှိရင်နေတိုင်းငိုနေုံရှိတော့တာပဲပျက်စီးမှုကအချိန်တိုင်းရှိနေတယ်ဟုတ်တယ်မို့လားလူသေးလို့ငိုတယ်ဆိုရင်နေတိုင်းကိုနေနာရီတိုင်းကိုနေမိနစ်တိုင်းကိုနေမိနစ်တိုင်းသေးနေတာပဲလူတွေဒါမကူကိုချစ်တဲ့လူမသေးတော့မငိုဘူးပေါ့ကိုချစ်တဲ့လူသေးမှငိုမှာပေါ့ဟုတ်လားအဲ့လိုလွယ်လွယ်လေးစဉ်းစားနိုင်တာကိုသူ့အတွက်ခက်နေတယ်ပေါ့အတော်မြတ်စွာဘုရားကသူကမြတ်စွာဘုရားတဲ့ နော်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ပင်ပန်းရတယ်စွန့်ရတယ်ငိုကြွေးရတယ်ဆိုတာဖြစ်နိုင်မှာဘူးတဲ့တကယ်စင်စစ်ချစ်ချင်းကြောင့်ตายရချင်းကြည်နူးချင်းချမ်းမြေ့ချင်းတွေသာဖြစ်ရတယ်ပေါ့ဟာဒါလည်းပဲအပေါ်ရန်ကြည့်တော့ဟုတ်တယ်လို့လို့ပဲနော်ဒီချစ်ခင်မှုကြောင့်ကြည်ကြည်နူးနူးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနေကြတာပဲလေချစ်ချင်းရဲ့အရာတာကိုခံစားပြီးတော့လူလောကကြီးမှာနော်ဒါနဲ့ပဲပျော်နေကြတာပဲများပါတယ်ဟုတ်လား तू ကလည်းအဲ့လောက်ပဲသိတာကိုအဲ့လိုမျိုး तू ကရှောက်တော်ရဲဆိုဘုရားဘာမှ तू ကိုမပြောဘူး तू ကလည်းအဲ့ဒါ တခါကြီးကြည်ရလဲခက်ရိုင်းရိုင်းသဘောမျိုးပါပဲဒီတိုင်းပဲထပြန်လာတယ်ထပြန်လာပြီးတော့မလှမ်းမကမ်းပါတဲ့မြတ်စွာဘုရားနဲ့မနီမဝေးလေးမှာတော့လောင်းကစားသမားတွေကကျွေးအံကစားနေတာရှိတယ်ဘုံတို့ကျွေးအံကစားတယ်ဆိုတာရှိနော်အဲ့ဒီကစားနေတဲ့ကစားဝိုင်းသားသူကရောက်သွားပြီးတော့မြတ်စွာဘုရားနဲ့သူနဲ့ပြောတဲ့စကားတွေကိုသူကပြန်ပြောတယ်ရံကုန်မကချစ်ချင်းကြောင့်စိုးရင်ရတယ်ငိုကျွေးရတယ်ဆင်းရတယ်ပင်ပန်းရတယ်လို့ပြောတာဒါမဖြစ်နိုင်တာကြီးတဲ့ချစ်ချင်းကြောင့်လောကကြီးမှာကြည်နူးရတာตายရတာ အဲ့လိုပြောတော့လောင်ကစားသမားတွေကလည်းဟာဟုတ်တာပေါ့ရန်ကုန်ကမှပြောတာတဘာဝမကြဘူးနော်သင်ပြောတာတဘာဝကြတယ်အဲ့ဒါတရားစကားတရားနာပြန့်သွားလိုက်တာဒီစကားလေးကဘယ်ထိရောက်သွားတော့ဆိုတော့ကောသလမင်းကြီးရဲ့နန်းတော်ထိရောက်သွားတယ်အဲ့တော့ကောသလမင်းကြီးကဒီစကားကိုကြားတယ်ကြားတဲ့အခါကျတော့တိတဲ့အတိုင်းပဲကောသလမင်းကြီးကလည်းပဲတချို့နေရာတွေမှာခတ်တုံးတုံးမယ်လေအဲ့တော့သူကလည်းပဲအဲ့ဒီ တကြွယ်ပြောတာကိုပဲသဘောကျတယ်မြတ်စွာဘုရားပြောတာကိုမဖြစ်နိုင်ဘူးလို့ပဲသူကလည်းထင်တယ်။နောက်ချစ်ချင်းကြောင့်သားရတဲ့ជីနူးရတယ်လို့ပဲထင်တယ်။အဲဒါလည်းပဲသူ့ကြီးအပြစ်တင်လို့တော့မရဘူး။လူတော်တော်များများလည်းအဲ့ဒီအထင်ကမသိမသာတော့ရှိနေတယ်။ဒါကြောင့်ချစ်ချင်းနဲ့မကင်းအောင်နေကြတာပေါ့။ချစ်ရင်ချမ်းသာလိမ့်မယ်ကောင်းတယ်ထင်လို့ချစ်ခင်နေကြတာလည်းရှိတာပဲလေ။ဟုတ်တယ်မို့လား။အင်းအဲ့ဒါနဲ့သူကသူ့တယောက်တည်းဒီဥစ္စာကိုစိတ်ထဲမှာ เนาะจ้าล่ะไม่อีเมลยี้ဖြစ်နေတဲ့ခါကျတော့ကောသလမင်းကြီးဟာသူချစ်ခင်မြတ်နိုးတယ်เนาะမန္လိကာမိဖုရားရှိတယ်မန္လိကာကိုသူတော်တော်မြတ်နိုးတယ်အထင်လဲကြီးတယ်ကောသလမင်းကြီးဟာတမန္လိကာဒီကိုသွားပြီးတော့သူခက်ရွက်ရွက်လေးပြောတယ်မန္လိကာတဲ့မင်းတို့ရဲ့ယဟန်ဂေါရမကအမေဒီလိုလေးတောင်ပါတယ်ဟုတ်လားမင်းတို့ရဲ့ယဟန်ဂေါရမကဟုတ်လားသူယဟန်ဂေါရမမဟုတ်တလို့သူကသိလားမင်းတို့ရဲ့ယဟန်ဂေါရမကတော့ချစ်ချင်းကြောင့်စိုးရင်ရမယ်ငိုကြွေးရမယ်ပင်ပန်းရမယ်လို့ဆိုပါလားပေါ့ မဖြစ်နိုင်တာကြီးပေါ့အဲ့လိုပြောတဲ့အခါကျတော့မလိကာပညာရှိတယ်တပါပြောတယ်ဆိုစကားလေးကိုထိမ့်ပြောတယ်မင်းကြီးတဲ့ဒီစကားကတကယ်လို့မြတ်စွာဘုရားပြောတာတေကြရင်ဒီစကားကဒီတိုင်းပဲဖြစ်လိမ့်မယ်တဲ့မြတ်စွာဘုရားပြောနှုတ်တော်ကပြောတာကိုသူနားနဲ့ဆက်ဆက်ကြားရတာမဟုတ်ဘူးလေတစင်ကြားစကားဆိုတော့ဒီစကားမြတ်စွာဘုရားပြောတယ်မပြောဘူးဆိုတာမသေးကြသေးဘူးလေဒါကားဆိုအဲ့လိုထိမ့်ပြောရတယ်ဟုတ်လားတချို့ကဘယ်သူကဘယ်လိုကပြောတယ်ဆိုရင်ကိုယ်လေးကြားရတာမဟုတ်နဲ့တန်းပြီးတော့ယုံလိုက်တော့တာပဲ ါလွန်ဆန္ဒစိုးကြတဲ့လူတွေလို့ပြောရမယ်နော်ဟုတ်လားခုမလိကပြောတာလေနော်တော်တော်မြတ်လို့ဇာကောင်းဒီစကားကမြတ်စွာဘုရားပြောတာတေးကြတဲ့ဆိုရင်ဒီစကားဟာဒီတိုင်းမှန်လိမ့်မယ်တဲ့ဟာအဲ့လိုပြောတော့ပိုးပြီးတော့ခံရခက်သွားတယ်ဟောသလားကြီးကသူ့မထောက်ခံပဲနဲ့မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားကိုပဲထောက်ခံနေတာ哦အဲ့တော့ဘာပြောလို့ဆိုတော့မလိကတဲ့မင်းဟာဆရာပြောသမျှမှန်မှမှန်မှနဲ့လိုက်နေတယ်တပည့်တယောက်လိုပဲတဲ့ရဟန်းကုန်မပြောသမျှအမြဲတမ်းထောက်ခံနေတယ်ပေါ့နော် အဲ့လိုပြောပြီးတော့မန်းထုတ်တယ်ကောသလမင်းကြီးကမန်လေးကောင်အမန်လေးကလည်းစိတ်မကောင်းဘူးအဲမင်းကြီးရဲ့ဘေးကနေသူထွက်သွားတယ်ထွက်သွားပြီးတော့နာလိဇင်ကဆိုတဲ့ပုံနာရှိတယ်သူစိတ်ချရတယ်သူ့ရဲ့လူယုံတယောက်နော်အဲ့ဒီပုံနာကိုမြတ်စွာဘုရားကြီးကိုလွတ်တယ်မြတ်စွာဘုရားကြီးကိုတွားကြည့်ချစ်ချင်းကြောင့်ရှုရင်ချင်းကိုကြွေးချင်းကိုစင်းချင်းစိတ်ချင်းချင်းပြင်းစွာပင်ပန်းချင်းတို့ဖြစ်ရတယ်ဆိုတဲ့စကားတော်ကိုမြတ်စွာဘုရားဟောပါသလားလို့ဟောပြီးတော့ရှောက်ချီခိုင်းလိုက်တယ် ပြီးရင်မြတ်စွာဘုရားဟောသမျှပြောသမျှအကုန်လုံးကိုမှတ်ခဲ့ပြီးတော့ငါ့ကိုတလုံးကြံပြန်ပြောအဲ့ဒါနဲ့ဒီဘုံနာမြတ်စွာဘုရားဒီရောက်သွားပြီးတော့အကျိုးကြောင့်ရှောက်တယ်ရှောက်တော့မြတ်စွာဘုရားဟုတ်တယ်အဲ့ဒီစကားကိုငါပြောလိုက်တယ်အဲ့ဆက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီဘုံနာကိုစကားတွေအများကြီးပြောလိုက်တယ်အဲ့ဒီစကားတွေမလိကာတိရောက်သွားမယ်ဆိုတော့သိတာ哦ဟုတ်လားမင်းစဉ်းစားကြည့်တဲ့ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာတသက်ပြမယ်ဆိုရင်ကုံတော်မကုံနိုင်ဘူးပေါ့မြတ်စွာဘုရားတသက်တွေအများကြီးပြတယ် ဒီမျိုးတဲမှာကိုပဲအမေသေးသွားလို့နော်စိတ်ဖောက်ပြန်သွားတဲ့တချို့သာသမီတွေရှိတယ်။ချင်းရလွန်းလို့ပင်မလွန်းလို့ကိုအလွန်ချစ်တဲ့မိခင်ဆုံးသွားဘလို့မှလက်မခံနိုင်ဘူး။ပင်မနဲ့ငိုကြွေးတယ်။တချို့စိတ်တောင်ဖောက်သွားတာရှိတယ်။ဖေးသေးသွားလို့ညီသေးသွားလို့အကိုသေးသွားလို့မောင်သေးသွားလို့နှမသေးသွားလို့အမသေးသွားလို့မြတ်စွာဘုရားအများကြီးဟောတယ်။ဟုတ်လား။အဲ့ဒါတွေကိုကြည်ချင်းအဖြစ်ချစ်ချင်းကြောင့်ဆင်းရဲရတဲ့ပင်မရတယ်ဆိုတာဘာမှနားမလည်နိုင်စရာမရှိဘူး။ ငါတခုပြောမယ်တဲ့ဟောဒီမြို့ထဲမှာကိုပဲနော်လူလင်လေးတယောက်နဲ့လုံမပြိုလေးတယောက်အာချစ်ခင်မျက်နှိုးကြတဲ့အခါကျတော့မိဘတွေကသဘောမတူတော့ထွက်ပြေးကြတယ်အဲ့တော့နောက်တော့ဒီကလေးမလေးရဲ့အတိုင်းဝိုင်းတွေကဒါကိုရအောင်ခွဲမယ်ဆိုပြီးတော့နော်နင်တို့ကိုပေါင်းတည်မယ်ပြန်ပြီးတော့ထိမ်းမြပေးမယ်ဒါပေမဲ့အိမ်တော့ခဏလာအောင်ဆိုတော့ခေါ်သွားပြီးတော့နောက်ဒီပြင်ယောက်ျားတယောက်နဲ့ပေးစားမလို့လှုပ်လှုပ်တဲ့အခါကျတော့အဲ့ဒီကလေးမလေးကသူ့ကောင်လေးတွေကိုလှမ်းပြီးတော့အကြောင်းကြားတာပေါ့ဒီလိုဖြစ်နေပြီလို့ပြောတော့အဲ့ဒီကောင်လေးက မရရအောင်သူ့စီရောက်လာပြီးတော့အဲ့ဒီမိမကိုလည်းပဲဓာတ်နဲ့ခုတ်ပလိုက်တယ်ပြီးတော့သူ့ဘိုက်ကိုသူလည်းဓာတ်နဲ့ဖို့ခွဲပလိုက်တယ်နင်းနဲ့ငါနဲ့နောက်ဘဝကြမယ်ပဲစုံရမယ်ဆိုပြီးအဲ့လိုမျိုးဒုက္ခတွေဖြစ်ကြတာအရင်စစ်လိုက်ရင်ဒါပါလဲပေါ့ချစ်ချင်းကြောင့်ဒုက္ခရောက်ကြရတာအမင်းဆိုပဲပြောတာလေးတွေရူးရူးလေးတွေပါပဲဟုတ်လားအဲ့လိုပြော တော့အဲ့ဒီပုံသားကလည်းပဲမှတ်သွားပြီးတော့မဏိကာမိဖုရားကြီးကိုအဲ့ဒီတိုင်းတလုံးမကျန်အကုန်လုံးပြန်ပြီးတော့သူတော်ဦးတင် အဲ့ဒီမှာမလိကမိဘုရားကနားလေသွားတယ်ဒါမြတ်စွာဘုရားပြောတယ်ဆိုတာလည်းတေချာသွားပြီမြတ်စွာဘုရားပြောလိုက်တဲ့အသေးစိတ်စကားလေးတွေမှတ်ပြီးတော့လည်းသူအကုန်သဘောပေါက်သွားတယ်အဲ့တော့နေမင်းကြီးတွေပြန်ပြီးတော့ခါသားဝင်ပြီးတော့မင်းကြီးကိုနောက်ဒီစကားဟာမှန်တဲ့အကြောင်းတက်တည်ပြမယ်ဆိုပြီးတော့မင်းကြီးကိုမေးတယ်မင်းကြီးတဲ့မင်းကြီးဟာသမီးတော်လေးဖြစ်တယ်နော်ဝစီတာနော်ဒီသမီးပြိုလေးကိုမင်းသမီးမင်းကြီးချစ်တယ်မဟုတ်လားမင်းကြီးရဲ့သမီးလေးရှိဟာချစ်တာပေါ့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီသမီးတော်လေး တစုံတရာဖြစ်သွားမယ်ဒါမှမဟုတ်ဖောက်လဲဖောက်ပြင်းဖြစ်ပြီးတော့အသက်အန္တရာယ်ဖြစ်သွားမယ်ပျက်စီးသွားမယ်ဆိုမင်းကြီးဘယ်လိုနေမှာတော့ဟာငါအကြီးအကျယ်ဆင်းရဲမှာပေါ့ဆင်းရဲရုံကငါအခက်မသိရင်စိတ်တောင်ဖောက်ချင်ဖောက်သွားနိုင်တယ်ပေါ့တေချာတာကတော့ငါအကြီးအကျယ်ဒုက္ခရောက်ရလိမ့်မယ်ပေါ့အဲ့တော့မလိကမင်းကြီးမြတ်စွာဘုရားဒီအကြောင်းတွေကိုမြင်တော်မူလို့ချစ်ချင်းကြောင့်စွေ့ရင်ညာတယ်ဆင်းရဲကြရတယ်ပင်ပန်းညာတယ်လို့မြတ်စွာဘုရားဟောတာအဲ့ဒါဆက်ပြီးတော့တူးချင်းဒီမေးတယ်ဝါတပခတ္တိယမိဘုရားကိုမင်းကြီးချင်းလားဟာချစ်တာပေါ့ အတုတစုံတရားဖြစ်သွားမယ်ဆိုရင်မင်းကြီးဘယ်လိုနေမလဲဟာငါဒုက္ခရောက်မှာပေါ့မင်းကြီးကျွန်တော်မျိုးမဘောချစ်ရလားဟာမင်းကိုလည်းချစ်တာပေါ့ဟာကျွန်တော်မျိုးမတစုံတရားဖြစ်သွားမယ်ဆိုရင်ကိုမင်းကြီးဘယ်လိုနေမလဲဟာငါဒုက္ခရောက်မှာပေါ့တဖြည်းဖြည်းနဲ့မင်းကြီးစီထဲမှာရှင်းသွားတယ်ပေါ့နော်ဟောဒီကာတိတိုင်းကောသလတိုင်းတိုင်းကြီးနှစ်ခုကိုမင်းကြီးချစ်လာပေါ့ဟာချစ်တာပေါ့ဒီတိုင်းပြည်ကြီးရှိနေလို့ငါပဲချမ်းချမ်းသာသာနေရတာဟာဒါကြီးတွေဖောက်ပြန်သွားမယ်တစုံတရားရဲ့လက်အောက်ကိုကြာသွားမယ်ပြည့်စည်သွားမယ်ဆိုရင်မင်းကြီးဘယ်လိုနေဟာငါယူတောင်ယူသွားနိုင်နေဟုတ်လား ဲ့ဒီကြာတော့မှသဘောပေါက်ပြီးတော့ဟောသမေးပါသေးတယ်ဘုံဘုံတို့ဝိဓုရူပမင်းသားလည်းသူသားပဲလေဝိဓုရူပစစ်သူကြီးကိုချစ်လာပေါ့ဟာချစ်တာပေါ့သူသားကိုဟုတ်လားအကုန်လုံးအဲ့လိုအသေးစိတ်ရှင်းပြတော့မှမင်းကြီးကနားလည်ပြီးတော့မဏိကာတဲ့အဲ့ဒါလို့ဆိုရင်ရွှေကြရတဲ့ရည်ကိုယူခဲ့အလုပ်တော့ဆိုတော့သူ့ရဲ့ခရင်ကိုဆေးတယ်နော်ခရင်ဆေးပြီးတော့အပေါ်ယုံကိုလက်ကတော့လေးထိုးပြီးတော့မြတ်စွာဘုရားရှိရအောင်နော်လက်အုပ်ချီဒူးလေးတုပ်ပြီးတော့ နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့၃ချိန်မြတ်စွာဘုရားကိုရှိခိုးတယ်တဲ့ဟုတ်လားအဲ့တော့အဲ့ဒီပိယဇာတိကသုတ်တံဒါဘုံဘုံအနှစ်ချုပ်ပြီးတော့ပြောတာပါအဲ့တော့ဒီသုတ်တံလေးထဲမှာဘုံဘုံတို့အတွက်နောက်တော့ကမဖြစ်ချင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်နောက်တော့ကရဲ့အကြောင်းတရားကိုနောက်ဖေရှားမယ်ဆိုရင်တော့ကရဲ့အကြောင်းတရားဟာဘာလဲဆိုတဲ့နောက်အဖိုးတံအဖြေတခုကိုမတွေ့ရဘူးလားတွေ့ရတယ်နော်ပထမအတ္တဒီပသုတ်တံအရာတော့ကရဲ့အကြောင်းတရားကိုဘာလို့ပြောတော့ တက္ကရာဒိဋ္ဌိထင်ရှားသူဟာသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ယုံနဲ့အစုဝေးကိုငါလို့ထင်နေတဲ့အထင်မှအဲ့ဒါတော့ကဖြစ်ခြင်းရဲ့အကြောင်းပဲဟုတ်လားအခုပြောတာကကိုယ်ခန္ဓာကိုယ်နဲ့တကွပတ်ဝန်းကျင်တစ်ခုလုံးကိုနော်ချစ်ခင်တာမြတ်နိုးတာတရှိတမဲ့အရာတွေအလုံးကိုသက်ဆိုင်တယ်လို့ထင်တဲ့အရာတွေရဲ့ပုံမှာချစ်ခင်တာမြတ်နိုးတာတရားကိုကောက်ရင်တော့လောဘပေါ့နော်ဒီလောဘကိုဘာလို့မြတ်စွာဘုရားဒီမှာဟောတော့ ပောကပတိဒေဝဒုက္ခဒေါမနတဥပါယတာယအကြောင်းတရားလို့အဲ့လိုဟောတယ်။ဟုတ်လား။အဲ့လိုဆိုရင်အကြောင်းတရားနှစ်ခုနော်ဒီချက်ချင်းအဆင်းရဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်တချို့လူတွေရဲ့နှုတ်ပြမှာရနေတဲ့ပါဠိတော်လေးတွေရှိတယ်။အပိယတော်ဇာတိတောကောပိယတော်ဇာတိဘယံပိယတော်ဝိပ္ပမုဒ္ဒတာနတ္ထိတောကောကုတော်ဘယံဟုတ်လား။ချက်ချင်းကြောင့်ဆင်းရဲရတယ်။ချက်ချင်းကြောင့်စိုးရင်ရတယ်။ချက်ချင်းကြောင့်ဘေးတွေဖြစ်ရတယ်။ တော့ချစ်ချင်းကင်းလွတ်နေတဲ့ပုံကိုတွေဘယ်မှာလာပြီးတော့စိုးရင်ရင်နေဘေးတွေဖြစ်မဲ့တော့အဘေမာတော်ဇာယတိသောကောကာမတော်ဇာယတိသောကောရတ္တိယဇာယတိသောကောတဏှာယဇာယတိသောကောနော်ဘေမာတော်မထူးဒီလောဘကိုပဲပြောတာပဲချစ်ခင်မှုမျက်နှာမှုကာမတော်နော်ကာမဂုဏ်အာယုန်နဲ့အဲ့ဒီကာမဂုဏ်အာယုန်ကိုလိုချင်တဲ့လောဘကာမကြောင့်နော်သို့ရင်ညာနော်ရတ္တိယနှစ်သက်မှုမျက်နှာမှုတဏှာယဆွဲမဲ့မှုဟုတ်လား ကုန်လုံးတရားကိုကောက်လိုက်ရင်ဘာတွေ့တော့လောဘပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့ဒီဒုတိယပိုင်းလေးမှာနော်တောကရဲ့အကြောင်းတရားကိုရှာလိုက်တော့ဘာတွေ့တော့ချစ်ချင်းဆိုတဲ့လောဘကိုတွေ့ရတယ်နော်အတ္တရိပသုတ်တံအရာနော်တက္ကာယဒိဋ္ဌိဆိုတဲ့နော်တောကရဲ့အကြောင်းတရားကိုတွေ့ရတယ်ပေါ့ဟုတ်လား